တင်ဆက်ပေးမယ့်သတင်းကတော့အင်အားပြင်းငင်လင်းကြောင့်တိတ်ဆုံလူ69ဦးတည်ရှိလာတဲ့သတင်းမျိုးဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံမှာလောက်ခတ်ခဲ့တဲ့အင်အားပြင်းငင်လင်းကြောင့်တိတ်ဆုံလူဦးရေဟာ69ဦးတည်ရှိလာခဲ့ပြီလို့သိရပါတယ်။ဖိလစ်ပိုင်နိုင်ငံအလဲပိုင်းမှာရှိတဲ့စီပူကျွန်းကိုဗဟိုပြုလောက်ခတ်ခဲ့တာဖြစ်ပြီးငင်လင်းကြောင့်နေရာရှိသူကလည်းရာခိုင်နှန်းလေးပါးတည်ရှိလာတယ်လို့ဖိလစ်ပိုင်ဆိုရကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ြင်းအားကရှရတမကိုရစ်စတာစကေးရှိခဲ့ပြီးတော့ငလင်ဘဟုချက်ကမြေအောင်အနက်10ကီလိုမီတာပဲရှိတဲ့ဇောက်တိမ်မျိုးစားဖြစ်တာကြောင့်ငလင်ရဲ့အကျိုးတရားမှုက ပြင်းထန်နေတာပါစီဘူကျုံမှမရှိတဲ့မြို့ရွာတွေမှာအစာအုပ်တွေတူကြကတ်တလို့လမ်းတွေလည်းစိုးရိမ်ရပျက်စီးတဲ့ဒီအကျိုးတရားမှုကြီးမာခဲ့ပါတယ်။မဟာဒါအလိုက်ဆက်နေတဲ့ထိခိုက်ခဲတာကြောင့်လျှက်စစ်တပ်ကပြတ်တာမှုတွေလည်းဖြစ်ပေါ်နေလို့သိရပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာပစိဖိတ်မီတာဆက်ဝင်ထဲမှာတည်ရှိနေတဲ့နိုင်ငံဖြစ်တာကြောင့်အင်အားပြည့်ငလည်းတွေလှုပ်ခတ်နိုင်ခြင်းမြင့်နေနိုင်ငံတော်နိုင်ငံဖြစ်တယ်လို့သိရပါဗျ။ဒီဒီရောညီချင်းအောင်ပါပြပို့လာပါဗျ။